Google နည်းပညာကုမ္ပဏီဟာအင်ဒိုနီးရှားနိုင်ငံရဲ့တောင်ဘက်မိုင်220မှာတည်ရှိတဲ့ Australia ဘိုင်း Christmas ကျွန်းလေးပေါ်မှာ data center တစ်ခုတည်ဆောက်ဖို့စီစဉ်နေတယ်လို့ကုမ္ပဏီကပြောပါတယ်။ဒီ data center အသစ်တည်ဆောက်ရေးစီစဉ်တွေကိုကလင်းလာနေက Google ကအတည်ပြုခဲ့ပြီး data center ရဲ့ရေအောက် cable စနစ်ကို Maldives နဲ့ Oman line နဲ့ချိတ်ဆက်မယ်လို့ပြောပါတယ်။အဲ့ဒီ data center ဟာ Google ရဲ့တခြား data center တချို့ထက်ပိုပြီးသေးငယ်မှာဖြစ်ပြီး digital အခြေခံအဆောက်အုံတွေကိုဒေတာကန်နေနဲ့ညဝေသုံးစွဲနိုင်မှာဖြစ်တယ်လို့ Google ကပြောပါတယ်။အချို့ကလည်းဒီဝေးလံခေါင်းတည်တဲ့ကြောမှာဒေတာကန်တွေရဲ့လျှက်စစ်စွမ်းရည်လိုအပ်ချက်ကိုမထိခိုက်စေဘဲဒီ data center အစ်စ်ကိုလုံလောက်တဲ့လျှက်စစ်တအားပံ့ပိုးပေးနိုင်ပါမလားဆိုတာကိုမေးခွန်းထုတ်နေကြပါတယ်။ဒါပေမဲ့ ခရစ်စမတ်ကျောင်းရဲ့အကြီးဆုံးတက်ထူ2.0ကုမ္ပဏီဖြစ်တဲ့ Phosphate Resources ကုမ္ပဏီကတော့ data center နဲ့ data ကံတွေရဲ့လျှက်စစ်လိုအပ်ချက်တွေအတွက်လုံလောက်တဲ့စွမ်းအင်ရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့ကျောင်းပေါ်မှာအရင်ကရှိခဲ့တဲ့ဒုက္ခသည်ထင်းသိမ်းစကန်ဒါမှမဟုတ်ပိတ်ထားတဲ့အပန်းဖြေစကန်တွေပြန်ဖွင့်မယ်ဆိုရင်တော့လျှက်စစ်တအားအကန့်အသတ်ရှိနိုင်တယ်လို့ပြောဆိုပါတယ်။ဩစတြေးလျအခြေခံစောက်အုံဝန်ကြီးဌာနကတော့ပြစ်စစ်တအားလိုအပ်ချက်ကြောင့်ဒီသခံတွေနဲ့စီးပွားရေးလုပ်ငန်းတွေမထိခိုက်ဖို့ Google နဲ့ဆွေးနွေးနေပါတယ်။ Google ရဲ့နောက်ထပ် data cable နှစ်ခုကတော့ Australia ရဲ့အကြီးအကဲစစ်ခြေဆိုင် scan တွေနီးမှာခြားထားမှာဖြစ်ပါတယ်။ဒီ data center ကတရုတ်ရင်ကိုတင်မော့တွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ AI drone တွေအသုံးပြုဖို့ကူညီပေးနိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောပါတယ်။စီးပွားရေးလုပ်ငန်းကြီးတွေဒီ Christmas ကျွန်းကိုစိတ်ဝင်စားတာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။အရင်ကလည်းတခါမှမဖွင့်ပြခဲ့တဲ့အာဂါသာရင်လွတ်တင်ရေးစကန်တခုနဲ့ငါးနှစ်ဖွင့်ပြီးပိတ်သွားတဲ့ကာစီနိုတခုလိုလည်းရှိခဲ့ပါတယ်။အရင်ကဒီကျွန်းမှာ ဩစတြေးလျရဲ့ဒုက္ခသည်ထိန်းသိမ်းစခန်းတစ်ခုကိုဆယ်စုနှစ်နှစ်ခုကြာအောင်ဖွင့်လှစ်ခဲ့ပြီး2023ခုနှစ်လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်းဒီကျွန်းလေးဟာအချိန်အများစုအားလည်နေခဲ့တာဖြစ်ပါလိမ့်ခင်ဗျာ။